ဟယ်လိုဒီနေ့တော့ဒီတနာချမ်းခန်းကြီးခုနှစ်ဖြစ်ပါရဲ့ခန်းကြီးခုနှစ်အငယ်တမှ6ကောင်းသောအတရေသည်နန္ဒစီထက်သာ၍ကောင်း၏တေယသောနေ့သည်လည်းဖွမ်းမြင်သော နေ့ထက်သာ၍ကောင်း၏မတာအိမ်တို့တွားခြင်းသည်ပွဲခံရန်အိမ်တို့တွားခြင်းထက်သာ၍ကောင်း၏အကျော်မူကားလူခတ်သိမ်းတို့သည်မတာအိမ်၌လမ်းဆုံးရကြ၏အသက်ရှင်လျက်ရှိသော သူတို့လည်း အသင်နလုံးတွင်းမိကြလိမ့်မည်ပြုံးရခြင်းထက်ဝန်းနေခြင်းသည်တာ၍ကောင်း၏အကြောင်းမူကားမျက်နှာညှို့ငယ်သောအဖြင်နလုံးတာ၍ကောင်းတတ်၏ပညာရှိသောသူ၏နလုံးသည် မတန်အိမ်၌ရှိ၏မိုက်သောသူ၏နလုံးမူကားပျော်မွေ့ခြင်းပြုရာအိမ်၌ရှိ၏လူမိုက်တည်ခြင်းဆိုသောစကားကိုနားထောင်သည်ထက်ပညာရှိဆုံးမသောစကားကိုနားထောင်သောတာ၍ကောင်း၏ အကြောင်းမူကားမိုက်တော်သူဤရဲ့ချင်းသည်အိုးအောင်၌စူးပင်ကိုလုံသောအတန်နှင့်တူ၏ထိုအမှုရာသည်လည်းအနတ္တဖြစ်၏အငယ်9မှ10အကယ်စင်စစ်ညင်စဲချင်းသည်ပညာရှိသောသူကိုယူစေတတ်၏တစိုးသည်လည်းစိတ်နှလုံးကိုယူရင်းစေတတ်၏အမှု၏အဆုံးသည်အစတ်သက်သာ၍ကောင်း၏ တိခန္တတောသဘောရှိသောသူသည်မာနကြီးသောသူထက်သာ၍ကောင်း၏အမျက်ထွက်သည့်တိုင်အောင်စိတ်မတူနှင့်အမျက်သည်မိုက်သောသူ၏စိတ်နှလုံး၌နေရာကျတတ်၏ရှေးကာလသည်ယခုကာလထက်အပေကြောင့်သာ၍ကောင်းသည်နည်းဟုမမေးနှင့်ထိုသို့မေးလျင်ပညာတရားတိုင်မေးသည်မဟုအငယ်၁၁မှ၁၄ ပညာသည်အမွေဥစ္စာကဲ့သို့ကောင်း၍နေကိုမြင်သောသူတို့အားကျေးဇူးပြုတတ်၏အကြောင်းမူကားပညာသည်ကွဲကတတ်၏ငွေသည်လည်းကွဲကတတ်၏ပညာအတတ်သည်အဘယ်သို့မြတ်တည်းဟုမူကားပညာအတတ်ကိုရသောသူသည်အတတ်ကိုလည်းရတတ်၏ဘုရားသခင်၏အမှုတော်ကိုဆင်ခြင်လော့ကောက်စေတော်မူသောအရာကိုအဘယ်သို့ဖြောင့်စေနိုင်သနည်းကောင်းစားသည့်ကာလ၌ဝမ်းမြောက်လော့ စင်ရခံရသည့်ကာလ၌စင်ကျင်လော့လူသည်မိမိနောက်မှဖြစ်လက်တန်သောအမှုရာကိုတိမိအကြောင်းဘုရားသခင်သည်ကောင်းစားခြင်းနှင့်စင်ရခြင်းကိုအလှက်လက်ပေးတော်မူ၏အငယ်၅မှ22ငါသည်အချင်းဤသောကာလ၌ခတ်သိမ်းသောအရာတို့ကိုတွေ့မြင်ပြီးဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်း၌ဆုံးရှုံးကြောင်းကို၎င်းအာရမလူသည်မိမိအာရမမှု၌ အသက်ရှိကြောင်းကို၎င်းငါမည်၏လွန်ကျူးစွာမဖြောင့်မတ်နှင့်လွန်ကျူးစွာပညာမရှိနှင့်အဘဲကြောင့်ကိုအကျိုးကိုဖျက်ရှင်သည်။လွန်ကျူးစွာမဆိုးညင့်နှင့်မမိုက်နှင့်အချိန်မရောက်ပြီအဘဲကြောင့်တည်ခြင်းသည်။ဤစကားကိုဆွဲလန်းကောင်း၏လက်မလွတ်နှင့်ဘုရားသခင်ကိုကြောက်ရွံ့သောသူသည်ခတ်သိမ်းသော အမှုတဲကထွံ့မြောက်လိမ့်မည်။မြို့ထဲမှနေသော သူရဲ့တကြိတ်ထဲပညာရှိသောသူတယောက်တည်ပညာအဖြင့်သာ၍တကူချီ၏အပြစ်မပါဘဲကောင်းသောအကျင့်ကိုကျင့်သောသူတို့ကောင်းဆုံးတယောက်မျှမြေကြီးပေါ်မှာမရှိ သူတပားပြောသည်မြသော စကားတို့ကိုမမှတ်နှင့်တို့ပြုလျင်ကိုချုံချိန်ဆဲသောစကားကိုကြားလိမ့်မည်တင်းဒီကိုယ်တိုင်သူတပားတို့ကို အဖန်ဖန်ချိန်ဆဲချောင်းကို ကိုယ်စိန်တုံးထဲမှသိ၏ အငယ်23မှ26ဤအမှုရာအလုံးစုံတို့ကိုငါသည်ပညာတရားအားဖြင့်စုံစမ်းပြီးပညာနှင့်ငါပြည့်စုံမည်ဟုဆိုတော်လဲပညာသည်ငါနှင့်ဝေး၏ဝေးသောအရာ အလုံးနဲ့နဲသောအရာကိုအဘဲသူရှာ၍တွေ့နိုင်သည်။ပညာတရားနှင့်အကျိုးချောင်းကို ရှာဖွေစစ်ဆေး၍တည်နာလေခြင်းက၎င်းမိုက်စွာခြင်းချင်းအပြစ်နှင့် ယူခြင်းဤအပြစ်ကို တိနာလေခြင်းခံ၎င်းငါနှင့်ငါနှလုံးသည်ဝိုင်းညီ၍စူးစားလေပြီကြော်ခွင်းနှင့်ပိုက်ခွန်တို့ကိုကြံစီပြင်ဆင်၍ကျိုးနှင့်ချီနှောင်တတ်သောမိမသည်တေခြင်းထက်သာ၍ခါးဒီကိုငါတွေ့ပြီဘုရားသခင်စိတ်တွေ့တော်မူသောသူသာလျှင်ထိုမိမလက်နှင့်လွတ်လိမ့်မည်အပြစ်ပြုတတ်သောသူကိုကဖမ်းမိလိမ့်မည်ဓမ္မဒေသနာဆရာဆိုဒီကငါရှာ၍မတွေ့သေးသောအရာကို တွေ့အံ့သောငါတခုနောက်တခု စစ်ဆေးချင်းတွက်သောအခါယောက်ျားတထောင်တို့တွင်တယောက်ကိုငါတွေ့ရပြီမိမတထောင်တို့တွင်တယောက်ကိုမျှငါမတွေ့ငါတွေ့သောအရာတခုဒီဟုမူကားဘုရားသခင်သည် လူကိုဖြုတ်မှန်အောင်ဖန်ဆင်းတော်မူတော်လေလူတို့သည် များပြားသောအကြံစီတို့ကို ရှာဖွေကြံစီကြပြီ Okay, now video မှာပြန်တွေ့ကြမယ်။ Bye bye.